ိုအမေမတက်လှုပ်ပါလားနော်ဟာဒီတက်ရောကြာမှာမလှုပ်ပါနဲ့ဟာတရားကိုကြီးတာတင်ပြတော့သူလို့ဖြစ်နေတော့ဦးမယ် ီနေ့ကတော့အလုံးအားတဲ့ရက်ကလေးဆိုတာတာဘတွေအိမ်နေမှာမကြီးကြီးပေါ်ဝင်လို့အိမ်နေဆိုလည်းမမြင်တော့ဖြစ်အမီရအကဲအောင်းမကြမ်းတော့ဒီမှာကားသမီးဟာဟာ ပုတ်ပြီးရတာ။နင်ကတနွေလုံးတစ်မိုးလုံးလဲဓာကြီးလဲချက်မနေနဲ့။အော်မကြီးကြီးကြီးလဲ။ဟိုကဟိတော်ကွယ်လဲပက်ဆက်မောင်းကုန်နေဟင်ဘလောက်ကောင်းနေထင်လား။အေးပါဟုတ်ကဟုတ်ပါလေ။ဒီမကြီးကြီးရတယ်။ငွေကြလဲဟောထဘူးထမြက်ကလေးနဲ့မကြီးကြော်ရစင်းတောင်အားကြီးကောင်းနေ။ဒီနေ့ကတော့မကြီးသီးမဲ့အစ်စ်တွေပုတ်တဲ့နေမလို့မကြီးမဲ့လေးကိုရေးစိန်ပြီးတော့ငဲကြောက်လေးနဲ့ရောပြီးချက်ပါမယ်။မမကြီးကြီးလေးပိုင်းတော့။ ထင်းချဖို့အတွက်အိုးရဲကိုစီစနင်းနဲ့ကြက်သွန်လေးကိုထည့်ပြီးတော့ထိကပ်ပေးလိုက်ပါမယ်။ကြက်သွန်လေးနွမ်းပြီဆိုမှငချောက်ထည့်ပြီးမှုပေးလိုက်ပါမယ်။ငချောက်လေးရဲလာပြီဆိုမှငပိနဲ့ငရုတ်တိအဆက်ဆားနိုင်တဲ့လောက်ထည့်ပြီးတော့စီတက်ပေးလိုက်ပါမယ်။ဒီအနေလေးရပြီဆိုရင်တော့မကြီးသေးမဲ့အရေးလေးထည့်ပေးလိုက်ပါမယ်။ အရသာအတွက်ကတော့စားအနှင်းငယ်ထည့်လိုက်ပါတယ်အရသာမုံစားသုံးရင်လည်းထည့်လို့ရပါတယ်အနံလေးတောင်တော်မှွင်းနေပြီအကြီးကြီးကြတော့ဒါကိုလေဒီမြင့်မကြီးကြီးဆိုတော့မကြီးကြီးအစ်စ်နဲ့ချက်တာလို့ခေါ်တာပေါ့အဲအဲ့လိုလေးမကြီးကြီးအစ်စ်နဲ့ချက်ရင်အရသာလည်းပိုကောင်းတယ်အရောင်လည်းပိုပြီးတော့လှမိအီလေးနဲ့တည်ထားပြီးတော့အေးအနေတော်လေးရပြီဆိုရင်တော့ထောင်းထားတဲ့ကြက်သွင်မြူလေးထည့်ပေးလိုက်ပါမယ်ပြီးရင်တော့ခဏလေးထားပြီးရင်အုပ်ချလို့ရပါပြီထမင်းတအားမိန်နဲ့ငချောင်းနဲ့မကြီးသေးချက်ကလေးနဲ့လိုက်အောင်လို့ပဲကြီးနဲ့စုပုံဟင်းလေးလည်းကြိုလိုက်ပါသေးတယ်။ တော့တို့ဒီနေ့မှာထားတဲ့ဆန့်ရည်မွေးလေးတွေကပြည်သက်နိုင်ငံရည်မွေးအစီနှစ်တင်နဲ့ထုတ်ထားပြီးတော့ authentic ရည်မွေးတွေနဲ့ယနေ့90ရာခိုင်နှုန်းလောက်တူညီပါတယ်။ဆန့်ရည်မွေးလေးရကြလေရွေးချယ်စရာစိုက်ကုန်းမှုရှိတယ်။ဖိုင်းမီလီရ၊တန်းမီလီရ၊သတိမီလီရဆိုပြီးတော့ပြီးတော့ကြတော့အမျိုးသားအမျိုးသမီးရွေးချယ်စရာယနေ့အမျိုးပေါင်း100ကျော်ထုတ်ထားတာ။အဲကြတော့ကိုကြိုက်တာလေးကိုကြိုက်တဲ့နန်းလေးတွေရွေးဝယ်လို့ရတာပေါ့နော်။မမွေးရဲ့သူကျင်းနဲ့မမွေးတဲ့ဆုံး။ဒါလေးကတော့ရတော့သူအကြိုက်ဆုံးဆန့်ရည်အီကာရာကန်ဒီလက်ဖ်လေးပါ။ သူ့အနံလေးကကြတော့တကြားလုံးလေးလိုချစ်စရာကောင်းပြီးတော့တင်းတင်းလေးနဲ့ဆွီဖြစ်တဲ့အနံမျိုးလေးပါ။ဒါလေးကကြတော့ဆန့်ရဲဂူချီပန်ဘူးလေးပါ။သူ့အနံလေးကကြတော့စိတ်ကိုကြည်လင်စေပြီးတော့ငိမ့်ငိမ့်လေးနဲ့ရင်ရင်လေးဖြစ်တဲ့အနံမျိုးလေးပါ။ဆန့်ရဲဟာလေးကကြတော့တိတိနဲ့ချိုချိုလေးဖြစ်ပြီးတော့ဆွဲဆောင်မှုရှိပါတယ်။လန်းဆန်းပြီးတော့အသီးနဲ့ချိုချိုလေးကြိုက်တယ်ဆိုရင်တော့ဆန့်ရဲ့ Crawley Sparkling Light ကြီးလေးကိုရွေးချယ်တက်ပါတယ်။ ဒါကြောင့်ဇီးလုံးလေးတက်တက်ပြီးတော့ရေနံ့ကြစီဆွဲတဲ့ရေမွေးလေးရှာနေရဆိုရင်တော့ဆန့်အောင်ရွေးချယ်လို့ရပါတယ်။ဆန့်ရေမွေးလေးကိုဝယ်ယူနေတယ်ဆိုလို့မကျင်လက်သေးဆန့်ရေ office ကဖြစ်ဖို့ပဲလက်ကူညာအဲ့ကနေလည်းမလုပ်ရတယ်ဒါမှမဟုတ်ဆန့်ရေဆိုင်ပွဲတိုင်းမှာလုပ်ရတယ်အိုမနက်ကပို့တဲ့မကြီးသီးနဲ့ချက်တဲ့ငရမ်းကြောင်မပိကျက်ကလေးနဲ့ခမင်းစားလိုက်ပါဦးမယ်အားလုံးလည်းခမင်းစားကိုဖိတ်ပေးပါရစေနော် ဒီနေ့ကလေငရဲချောင်းငပြည့်ကျက်လေးနဲ့လိုက်အောင်လို့ဆိုပြီးတော့ဒီပဲကြီးရေပေါ်ချင်းဆိုတော့ပဲကြီးနဲ့စူပုတ်ကလေးနဲ့လည်းဟင်းညွတ်ကျူထားသေးတယ်တို့စရာကတော့ရာတိကာတမာရွက်တို့စရာရဲ့ပြီးတော့တည့်ရတိတို့စရာရဲ့ပါအဲ့တော့အဲ့ကြိုက်လေအဲ့ဒါမင်းကလည်းရင်ရလာမပါမဖြစ်ပဲရှင်ညို့ပါလဲရင်ရရတော့ပါတာပဲဒီဒီလေးအစ်စ်မို့လို့နဲ့တူတယ်မှုေးနေတာပဲ တမာရနဲ့လိုက်ဖက်တာတော့လေမကြီးသီးငပိကျက်ပဲဟိုတမာရလည်းကြိုက်တယ်ဟိုအခါတဲ့သက်သာခြင်းနဲ့ဆိုရင်လေမကြီးသီးငပိကျက်ကလေးနဲ့တွေ့တူကြီး तू ကအခါတဲ့သက်သာတဲ့လိုက်လိုက်လိုက်ဖက်တယ်ညမှာလေခုချင် ကျမတို့နေတိုင်တိုင်ပေါ်နေတဲ့အချိန်ဟိုသူ့ယာဒီစာလေးဆိုတော့ဟိုသမင်းစားလို့လည်းမင်းသားပေါ့ဆိုရင်တော့ဆက်ပြီးတော့စားလိုက်ပါဦးမယ်နော်အဲအခုလူမျိုးပဲအညာဒေတာနဲ့ပတ်သက်တယ်ဒီလိုအညာဆက်စားလေးတွေနဲ့ပတ်သက်တယ်ဘလို့လေးတွေကိုလည်းဆက်လက်ပြီးတော့စောင့်ကြည့်အားပေးကြပါဦးနော်အားလုံးပဲတတ်တာ